မင်္ဂလာညချမ်းလေးပါရှင်ဒီဇင်ဘာလ10ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့အင်ချူမီပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကင်းမောင်းဝင်နေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ2ဦးသေဆုံးတဲ့သတင်းရှမ်းမြောက်ကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့ပြည်သူ17ဦးထိခိုက်သေဆုံးတဲ့သတင်း မြန်မာထိုင်းနယ်စပ်ဒေသအရေးထိုင်းနိုင်ငံသားရေးဝင်ကြီးနဲ့စေကောင်းဆောင်တို့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးတဲ့တွင်အန်ယူဂျီအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း reform ကိုဝေဖန်မှုတွေမြင့်တက်နေတဲ့တွင်ညောက်ကလာပါမြို့နယ်ခမ်းမမှာလုံခြုံရေးယူထားတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးရဲတပ်သား2ဦးပြင်းထန်ဒဏ်ရာရတဲ့တွင် ဗမာမျိုးနယ်ကရွှေလုတ်ကွက်ကိုအာနာသိန်းစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့တအူးသေးဆုံးပြီး6ဦးဒဏ်ရာရတဲ့တင်။ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ်လူမှုအတန်တိတ်တပိတ်မှာပူပေါင်းပါဝင်မယ်လို့ယူဆရတဲ့သူတွေကိုဖမ်းဆီးဖို့ဝန်ထမ်းတွေကိုခွင့်မြူဖို့ညွှန်ကြားတဲ့တင်။ဂါဇာငိမ်းချမ်းရေးအစီအစဉ်ဒုတိယအဆင့်သို့မကြာမီရောက်ရှိလိမ့်မယ်လို့နေတန်ယာဟုမျှော်လင့်တဲ့တင်အစရှိရတဲ့တင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ထမဆောင်သတင်းတပုတ်အနေနဲ့ကင်းမောင်းဝင်နေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာဝရီခရိုင်လက်ပန်းမြို့နယ်မှာဒီဇင်ဘာလ9ရက်နေ့နေ့လယ်နာရီဝန်းကျင်ခန့်ကကင်းမောင်းဝင်နေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့တယ်လို့တာယာဝရီခရိုင်တရင်3800နဲ့တပ်ခွဲ3ကထုတ်ပြန်ထားပါတယ်။လက်ပန်းမြို့နယ်မကြီးကွင်းအရှေ့စုရွာဆဲပေါင်းအနီးမှာတော်လိုင်းရေးဘော်တွေကသတင်းထောက်လန်းဖို့သွားခြင်း ကင်မောဝင်နေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းစစ်တပ်ဘက်မှ2ဦးနေရာမှာပဲသေဆုံးခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့ဘက်ကရဲဘော်တအူးတန်ရာရရှိပြီးဆိုင်ငယ်တစီမိုဘိုင်းဖုန်းနှလုံးနဲ့လွယ်အိတ်တစ်လုံးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတာယာရီခရိုင်တပ်ရင်3800နဲ့တပ်ခွဲသုံးတဲ့အတူမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလှုပ်ဆောင်ခဲ့တာဖြစ်ပြီးထိတွေ့တိုက်ပွဲတွေဟာအချိန်နေရာမရွေးဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေအနီးသွာလာနေထိုင်ကြတွေမပြုလုပ်ချဖို့ကိုလည်းအတိပေးထားပါဗါဒ။တိုင်ယာဝရီခရိုင်အတွင်းရှိမြို့နယ်တချို့မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်ကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေအပြင်လူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးတာတွေလည်းရှိတယ်လို့သိရပါဗါဒ။ဒီကရက်နိုဝင်ဘာလ30ရက်နေ့ကလည်းလက်ယူကုန်းလမ်းမတော့တရက်ကုန်းပြည်တော်သားနဲ့ ကြောက်တွင်းကျေးရွာတွေကိုသွားရလမ်းဆောင်ရှိခမာယ35တရင်မှာလာရောက်အထိုင်ချထားတဲ့ဂိတ်စခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၅ဦးသေဆုံးပြီးစခန်းကိုမိချို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရှမ်းမြောက်ကိုစစ်တပ်ကလာရောက်ပုံကျဲခဲ့တာကြောင့်ပြည်သူ၁၁ဦးထိခိုက်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းမြောက်တောင်ပြည်မိုးကုတ်ခရိုင်မိုးမိတ်မြို့နယ်မြစ်ဆုံကျေးရွာကိုစစ်ကောင်မရှင်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် လေးငယ်အပါအဝင်ပြည်သူလူထုဆက်တက်ဦးထိခိုက်သေးဆုံးသွားခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါဗျ။ဒီဇင်ဘာလ6ရက်နေ့နေ့လယ်9နာရီအချိန်ကမြစ်စုံကြီးရွာကို Jet Fighter နစီးနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးနှစ်ဦးအမျိုးသား9ဦးနဲ့အမျိုးသမီး9ဦးထိခိုက်သေးဆုံးသွားခဲ့ပြီးနေအိမ်တစ်လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကလည်းစစ်ကောမရှင်တပ်ကမကြီးပင်ကျေးရွာကိုပေါင်900ဘုံတစ်လုံးနဲ့ပေါင်150ဘုံတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုနေအိမ်တလုံးထိမှန်ပျက်စီးသွားခဲ့သေးတယ်လို့သိရပါဗျ။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်မရှင်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့လိုအပ်တယ်လို့လည်း TNL ကအသိပေးထားပါဗျ။တတိယသတင်းတစ်ပုဒ်အနေနဲ့မြန်မာထိုင်းနိုင်ငံဇက်ဒေတာအရေးထိုင်းနိုင်ငံသားရေးဝန်ကြီးနဲ့စစ်ကောင်းဆောင်တို့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာထိုင်းနိုင်ငံနယ်စပ်ကုံသွယ်ရေးပြန်လည်ကောင်းမွန်ရေးအတွက်နယ်စပ်ဒေသတည်ငြိမ်အင်းကြီးရေးအတွက်စေကောင်းဆောင်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝင်ကြီးတို့မနေ့ကဒီဇင်ဘာလ9ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ဟာရှေ့လျားတဲ့တမိုင်းကြောင်းရှိပြီးအိမ်နီးချင်းကမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တဲ့အကြောင်း နှစ်နိုင်ငံအကြားသဘောတူညီချက်တွေကိုဆက်လက်အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်မှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်စေရေးဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေတွေနှစ်နိုင်ငံနယ်စပ်ဒေသကုံသွယ်မှုတွေပြန်လည်ကောင်းမွန်ရေးအတွက်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဟာမရှိမဖြစ်လိုအပ်တာကြောင့်နှစ်နိုင်ငံအစိုးရနဲ့တက်မတော်နေရအကြားပူးပေါင်းပြီးထိန်းသိမ်းဆောင်ရွက်သွားဖို့လိုအပ်တဲ့အခြေအနေတွေနယ်စပ်ဒေသတရားမဝင်ကုံသွယ်မှုတွေမရှိစေရေးထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်နှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ online လိမ်လည်လောင်းစားမှုတွေကိုလှုပ်ဆောင်တဲ့ KKP နဲ့ရွှေကုတ်ကိုလို့ရှိအစအဦးတွေကိုမြန်မာနိုင်ငံဘက်မှအမြင့်ပြတ်ဖြိုချဖျက်ဆီးနေတဲ့အခြေအနေတွေနှစ်နိုင်ငံနယ်စပ်ဒေသမှာလက်နက်ခဲယမ်းတွေတရားမဝင်ရောင်းချနေမှုတွေကိုနိုင်ငံတော်အဆင့်ပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မဲ့အခြေအနေတွေမြန်မာနိုင်ငံအနေနဲ့အာဆီယံအဖွဲ့တွင်ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေတွေမြန်မာနိုင်ငံမှာအခုလအတွင်း လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရင်ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေဆောင်ရွက်နေမှုနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းထိုင်းနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြုလုပ်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အဓိကကြတာကကြားဖြန့်ကိစ္စပါ။နေဆက်မှာတောင်းတင်နေတဲ့နိုင်ငံသားတွေကိုပြန်လဲဖို့အတွက်ထိုင်းကလည်းလက်မခံတော့စစ်ကောင်မရှင်ဘက်ကဒါကိုပြန်လွှဲချင်တာရော ကြားဖြတ်အမြင့်ပြတ်ဖို့ထိုင်းဘက်လည်းလိုလားနေတာ ရောကြောင့်တွေးကြတာမျိုးပါလို့စီရီယန်စစ်တပ်အရာရှိကပြောပါတယ်တွေ့ဆုံပွဲမှာ စစ်ကောင်းဆောင်နဲ့အတူစစ်ကော်မရှင် အတွင်ရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ပြည်ရဲရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်နဲ့နိုင်ငံသားရေးဝင်ကြီးဦးတန်းဆွေတို့တက်ရောက်ခဲ့ကြပြီးထိုင်းနိုင်ငံနိုင်ငံသားရေးဝင်ကြီးနဲ့အတူမြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံတပ်အမတ်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေလည်းတက်ရောက်ကြတယ်လို့သိရပါပါတယ်ရှင် ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ NUG အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း reform ကိုဝေဖန်မှုတွေမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကိုဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာအတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီးဒီထုတ်ပြန်ချက်အပေါ်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ NUG အစိုးရအနေနဲ့ပြုပြင်ပြောင်းလဲရေးကိုရရဲကြီးလှုပ်ဆောင်တင်နေ။ခုလို NUG အစိုးရပုံရိပ်ကျစင်းနေချိန်မှာပို့ပြီးတော့ပြက်ပြက်သားသားလုပ်ရမယ်။ ခုလိုပြင်ဆင်ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ထွေထွေထူးထူးပြောင်းလဲသွားတာမတွေ့ရဘူးပြောရရင်တော့အမရဘူးပေါ့ဗျာစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့ပြောပြီးခု NUG အစိုးရပြုပြင်ပြောင်းလဲရေးကရောဟန်ပြပြောင်းလဲဖွဲ့စည်းခြင်းပဲဖြစ်တယ်လို့နိုင်ငံရေးလှစ်လာတုံးသက်သူတဦးကမြို့တော်ကိုပြောပါရယ် NUG မှာရခိုင်ကဝင်ကြီးဌာန18ခုရှိခဲ့ပေမဲ့ပြင်ဆင်ဖွဲ့စည်းချိန်မှာဝင်ကြီးဌာန12ခုသာထားရှိခဲ့ပြီးဝင်ကြီးဌာန9ခုကိုလျှော့ချခဲ့တာကိုတွေ့ရပါရယ်အဲ့ဒီဝင်ကြီးဌာနတွေကတော့ အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနဆက်သွယ်ရေးတရင်အချက်အလက်နဲ့နှီးပညာဝန်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ပဲဖြစ်ပါတယ်။ NUG ရပောင်းလို့ကိုကျွန်တော်တို့တွေစော်လာတာ2024ခရဲကလို့ပြောရမှာပဲ။ဒီအတန်တွေထွက်လာပြီးတနှစ်ကျော်ကြာမှ NUG ကရပောင်းလုပ်မယ်ဆိုပြီးအတန်ထွက်လာတာ။ကြောင်းလဲမှုကိုအချိန်ဆွဲလုပ်နေကြတဲ့ကဒီပုံစံတိုင်းဖြစ်လာမယ်ဆိုတာတွေးပြီးသားပါ။ရှင်းရှင်းပြောရရင်အယုံကြည်မရှိတော့ဘူးလို့ပြောရမှာပဲ။ မြန်မာနိုင်ငံသားတယောက်အနေနဲ့တော့အန်ယူဂျီရဖောင်းသတင်းကိုဖတ်ပြီးရင်မခုန်ဘူးလို့ပြောချင်တယ်လို့သတင်းထောက်တအူးကမြို့တော်ကပြောပါတယ်။ဒေါက်တာဇော်ဝေဆိုးဟာအရင်ကပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးယခုပြင်ဆင်ဖွဲ့စည်းချိန်မှာတော့ပြည်ထောင်စုဝန်ကြီးချုပ်ရောဝန်ကြီးအဖြစ်ခန့်အပ်ခံရတာကိုတွေ့ရပါတယ်။ထုတ်ချခဲ့တဲ့ဝန်ကြီးဌာနတချို့ကိုပြင်ဆင်ဖွဲ့စည်းတဲ့ဝန်ကြီးဌာနလက်အောက်တွေမှာကြောင်းရွှေ့ထည့်သွင်းထားတာကိုလည်းတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ်မြောက်ကလာပါမြို့နယ်ခမ်းမမှာလုံယုံရေးယူထားတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးရဲတပ်သား2ဦးပြင်းထန်ဒဏ်ရာရရှိတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ခမ်းမမှာဒီဇင်ဘာလ6ရက်နေ့ည10:00နာရီကစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးရဲတပ်သား2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ပြကျွတ် UG အဖွဲ့ကထုတ်ပြန်ထားပါတယ်။ညောက်ကလာပါမြို့နယ်ခမ်းမမှာလုံခြုံရေးယူထားတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုမြို့ပြကျွတ် UG တွေကလက်လုံမိုင်းလက်ပြုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မြို့ပြကျွတ်ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ ညဘက်တိတ်ဆိတ်ချိန်ဆိုတော့အတန်တော်တော်ကျဲတယ်။ရန်ကုန်မြို့တချို့နေရာတွေတော့ဘူးလို့ပောက်ကွဲတံတွေမကြာခဏဆိုတယ်လို့ကြားရတယ်။စစ်တပ်ကအစစ်အစေးတွေကလည်းအမြဲတင်းကျပ်ထားတာ။အဲ့လိုပောက်ကွဲတံကြားရပြီးရင်လမ်းတွေပိတ်ဆို့ဆစ်ဆွေးတာတွေလည်းလုပ်တယ်။လူငယ်တွေကိုအကြောင်းပြချက်မရှိဖမ်းတာတွေလည်းရှိတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတအုပ်ကမြို့တော်ကိုပြောပါရယ်။ရန်ကုန်တိုင်းအတွင်းမှာစစ်ကော်မရှင်ကအတူရောင်ရွေးကောက်ပွဲကိုဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပူးပေါင်းကလှုပ်ဆောင်နေကြပြီး ရွေးကောက်ပွဲနီလာလေးလေးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ရက်ကွက်တချို့မှာလည်းစစ်မှုရမ်းကြီးလို့ဆိုတာအုပ်ချုပ်ရေးမှူးထံကိုငွေကြေးပေးဆောင်ရတာတွေလည်းရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလည်းမော်ဘီမြို့နယ်မှာစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပြင်ဆင်နေတဲ့ကြံ့ခိုင်ရေးပါတီရုံးကိုမြို့ပြကျွယူကြီးရဲဘော်တွေကလက်ပစ်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရုံးကိန်းဆောင်တပ်သား2ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမာမျိုးနယ်ကရွှေလုံးကွက်တစ်ခုကိုအာနာသိန်းစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့တအူးတေဆုံးက6ဦးထဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဗမာမျိုးနယ်ကရွှေလုံးကွက်တစ်ခုကိုအာနာသိန်းစစ်တပ်ကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရွှေလုံးကွက်ထဲလှုပ်သားတအူးတေဆုံးပြီး6ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ9ရက်နေ့နေ့လယ်နာရီခန့်ကစကိုင်းတိုင်းဗမာမျိုးသုံးပြင်ကျေးရွာအနီးကရွှေလုံးကွက်တစ်ခုကို အာနာသိန်းစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခိုက်ခဲ့လို့အရဲသားပြည်သူတအူးသေဆုံးခဲ့သေးတယ်လို့သိရပါဗျ။ဒီမှာတိုက်ပွဲလည်းမရှိဘူး။မြို့နယ်လည်းအလံဝေးတယ်။တော်လန်ရေးတပ်တွေလည်းမရှိဘူး။ဒီတိုင်းရွှေလုံးကွက်တစ်ခုပါ။မနေ့ကလေရင်နဲ့အနီးကကျဲချသွားတာတယောက်သေသွားတယ်လို့ဒေသခံတအူးကမြို့တော်ကပြောပါဗျ။သေးဆုံးသူမှာရွှေလုံးကွက်ကလုတ်သားဖြစ်သူအသက်33နှစ်အရွယ်ကိုငိမ့်ဆိုသူဖြစ်တယ်လို့သိရပြီးထိခိုက်ဒဏ်ရာရရှိသူ6ဦးထဲမှာ2ဦးမှာစိုးရိမ်နေတဲ့အနေအထားဖြစ်တယ်လို့သိရပါဗျ ထိခိုက်ဒဏ်ရာရရှိသူ6ဦးရဲက2ဦးမှာစိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လို့သိရပါတယ်။ဒီမနက်ထိထိခိုက်ဒဏ်ရာရသူတွေက2ယောက်ကိုစောင့်ကြည့်နေရတော့မယ်။ကြံတဲ့သူတွေကအရင်မစိုးရိမ်ရဘူးလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ဗမာမျိုးကိုတော်လိုင်းရေးတပ်တွေက2025ခုနှစ်စက်တင်ဘာလလောက်ကတင်ပိုက်ခဲ့ပြီးအစအနေနဲ့စစ်ကောင်မရှင်တပ်တွေကပြန်လည်ထိုးစစ်ဆင်နေတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။မနေ့ကဒီဇင်ဘာလ9ရက်ည8နာရီခန့်ကလည်းကရင်ပြည်ဒီမော့ဆိုအနောက်ခြမ်း ပစေးလာကြီးွာကိုအာနာသိန်းစစ်တပ်ကဖုံးနှလုံးကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျီဇီမာလာ၁၀ရက်နေ့မှာပြုလုပ်မဲ့အတန်တိတ်တပိတ်မှာပူပေါင်းပါဝင်မယ်လို့ယူဆရတဲ့သူတွေကိုဖမ်းဆီးဖို့ဝန်ထမ်းတွေကိုခွင့်မယူဖို့ညွှန်ကြားထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစစ်ကော်မရှင်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ပြုလုပ်မဲ့လူမှုအတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးစစ်ကော်မရှင်လောက်ခံပြည်ရေးဌာနကမကွေးတိုင်းကမြို့နယ်တွေမှာ အတန်တိတ်တပိတ်မှာပါဝင်သူတွေကိုအေးအေးယူဖမ်းဆီးဖို့ညွှန်ကြားစာကိုရဲစခန်းနဲ့ထွေအုပ်ရုံးတွေကိုပို့ထားတယ်လို့သိရပါဗျ။ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ်။ရွေးကောက်ပွဲကိုစတင်ကြောင်းလမ်းပေါ်မထွက်ဘဲအတန်တိတ်ဆန္ဒပြကြမယ်နေ့မှာဈေးဆိုင်တွေပိတ်ထားတာအပြင်ထွက်မဲ့သူတွေကိုပိတ်ပင်တားဆီးတာဆိုရှယ်မီဒီယာပေါ်မှာလုံဆော်တာတွေလုပ်တဲ့သူတွေကိုရခင်ကထက်ထိထိရောက်ရောက်အေးအေးယူပေးဖို့ညွှန်ကြားစာတွေပို့ထားတယ်လို့သိရပါဗျ။ခရိုင်ရဲစခန်းကိုတော့မနေ့ကတည်းကစာရောက်လာတယ်။လိုင်းပေါ်မှာလုံဆော်တဲ့သူတွေကိုဖမ်းဆီးဖို့နဲ့စောင့်ကြည့်ဖို့ရောပေါ့။ ပြီးတော့ဆိုင်တွေပိတ်တာဈေးမရောက်တာတွေလို့ရင်အကျန်းဖတ်ဥပဒေနဲ့ချိတ်ပိတ်ဖမ်းဆီးဖို့ထိမှာထားတယ်လို့အောင်လံမြို့ဒေသခံတဦးကပြောပါရယ်စစ်ကောင်မရှင်ရဲ့လောက်ခံရုံတွေကိုလည်းဒီကနေ့မနက်ရုံခွင့်ရမှာထွေအုပ်ကနေတဆင့်ဒီဇင်မာလာ၁၀ရက်နေ့မှာနိုင်ရေးကိစ္စကလွဲလို့နေမကောင်းတဲ့သူလဲရုံတက်ရမယ်ပြောတယ်ခွင့်မပေးဘူးပြီးတော့ပညာရေးကျန်းမာရေးနဲ့တခြားရုံတွေကနေဝန်ထမ်းတယောက်စီအဲ့ဒီနေ့မှာရွေးကောက်ပွဲအတွက်ပန်းဖလက်ဝေရမယ်ဆိုပြီးလူတောင်းထားတယ်လို့ပညာရေးဝန်ထမ်းတူကပြောပါတယ် ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်သိတဲ့ပိတ်နဲ့ပတ်သက်ပြီးကူပေါင်းပါဝင်တယ်လို့ယူဆရသူတွေကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုရွေးကောက်ပွဲကို နောက်ဆက်တဲ့ဥပဒေအပါအဝင်တခြားပုံမှားတွေနဲ့ပါတရားစွဲဆိုဖို့လည်းညွှန်ကြားထားတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ဒုတိယအဆင့်သို့မကြာမီရောက်ရှိလိမ့်မယ်လို့နေတန်ယာဟုမျှော်လင့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အစ္စရေးဝန်ကြီးချုပ်ဗီဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသအတွက်အမေရိကန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ဒုတိယအဆင့်သို့မကြာမီရောက်ရှိရန်မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။နေတန်ယာဟုဟာတနင်္ဂနွေနေ့မှာအဲ့ဒီလိုမှတ်ချက်ပြုခဲ့တာဖြစ်ပြီးဟာမတ်စ်ကဒုတိယအဆင့်မှာလက်နက်ချရမယ်ဆိုတဲ့သူ့ရဲ့သဘောထားကိုထပ်မံအတည်ပြုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုအရဟာဒုတိယအဆင့်သို့ကူပြောင်းမှုကိုယခုနှစ်ကုန်တွင်ကြေညာလိုကြောင်းအစ္စရေးမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။ဒါ့ပြင်ဟာမတ်စ်ကလက်နက်ချမှုကိုစန့်ကျင်နေပြီး အစ္စရေးစစ်တပ်ကလည်းဂါဇာကိုတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်။အစ္စရေးတပ်ဖွဲ့တွေနဲ့ဂါဇာရှိဟာမတ်တို့အကြားပြည်ပခန့်တွေရပ်တန့်ဖို့အတွက်အပြည့်အခက်ရစဲရေးသဘောတူညီကြဟာငြိမ်းချမ်းရေးအစီအမံရဲ့ပထမအဆင့်ကိုအခြေခံပြီး အောက်တိုဘာလမှာစတင်တက်ရောက်ခဲ့တာပါ။ဒုတိယအဆင့်ကဟာမတ်ဘက်ကနောက်ဆုံးအနေနဲ့တေဆုံသွားတဲ့တစားကန်ရဲ့ရုပ်အလောင်းတွေကိုလွှဲပြောင်းပေးရတာနဲ့စတင်မှာဖြစ်ပါရဲ့ရှင်။မျိုးတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆေးရနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။